နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါရစေ။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းသက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရစေ။ဇွန်လ23ရက်တောက်ကြနေ့ ရှင်ပေကျူဩဝါဒစာပထမဆုံးအခန်းကြီး9အခန်းငယ်6မှ17အထိထိုကြောင့်ကာလအချိန်တန်လျှင်ဖျားသခင်သည်သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်းတကိုးကြီးသောလက်တော်အောက်၌ကိုကိုကိုနှင့်ချကြလော့သင်တို့ကိုတတိနှင့်ကြည့်ရှုတော်မူသောကြောင့်တဲ့နို၌စိုးရင်ချင်းအမှုရှိသမျှတို့ကိုကိုတော်၌အံ့နှံကြလော့ တမာတိရှိလျက်မအိပ်ဘဲစောင့်နေကြလော့။တင်တို့ဤရန်သူဒီဟုသော မာနတ်သည်ဟောက်သောရှင်သေးကဲ့သို့အဘဲသူကိုမျိုးရမည်နေဟု၍လှဲ့လေရှာဖွေလျက်ရှိ၏။သို့ဖြစ်၍လူပြည်အရရတို့၌ရှိသောတင်တို့ညီအကိုများတို့သည် ထို့သောသောဆင်းရဲကိုခံရကြသည်ဟု သိမှတ်လျက်ယုံကြည်ခြင်း၌တည်၍မာနတ်ကို စီးတားကြလော့။ ခရစ်တော်ယေရှုအားဖြင့်ငါတို့ကိုသာရဘုံအတိရတော်သို့ခေါ်တော်မူသော ခတ်သိမ်းသောယေရှုကို ပြုတော်မူသောဖခင်သည် ခနဆင်းရဲခံပြီးသောသင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့ငြင်းမြန်စေတော်မူလိမ့်မည်ထိုဖခင်သည်ကဘာအဆက်ဆက်ဘုံအတိရအစွမ်းတတ္တိရှိတော်မူစေတည်းအာမင် ဟု၍လဲ့လေရှာဖွေလျက်ရှိ၏တို့ဖြစ်၍ယုံကြည်ခြင်း၌တည်၍မာနတ်ကိုစီတားကြလော ရှင်ပေတုဩဝါဒစာအခန်းကြီး9ခန်းငယ်10မှာကိုယုံကြည်ခြင်း၌မြင်းမြန်စွာရှက်တည်ခြင်းလွန်ခဲ့သောနှစ်အတန်ကြာကအလုတ်တို့ယထာစီသွားရန်ပူရာတို့လမ်းလျှောက်သွားစဉ်ဂျမဘက်တို့လာနေသည့်ရန်လိုနေပုံပေါက်သည့်ခွေးနှင့်၎င်း၏ပိုင်ရှင်အမျိုးသမီးကိုတွေ့ခဲ့ရသည်။အိမ်မွေးခွေးများအနီးအနား၌ဂျမကြည်ပြင်းလာခဲ့၍ အမွေးတူတူနဲ့မိတ်ဆွေများကိုတော်ရုံချမကြောက်လိမ့်မရှိပါသောသောထိုခွေးသည်အလွန်အန္တရာယ်ရှိပုံပေါ်ပြီး၎င်းကိုမတိလိုက်ဖာသာနေရန်စ조사ခဲ့တော်လေနီလာလီကျမကိုဟောင်ပြီးလှမ်းခုံအုပ်မိပြုသောကြောင့်ကျမအော်လိုက်မိသည်ထိုခွေးသည်ကျမကိုမမိသောကြောင့်ကျမကိုအန္တရာယ်မပြုနိုင်ခဲ့၍တော်တော်သည်ပိုင်ရှင်ကခွေးထင်းကျိုးကိုတေချာတင်းကျက်စွာခြင်ထားခဲ့သောကြောင့်ပင် ထိုကြောက်စရာတွေ့ကြုံကစာတန်သည်ထိမ့်သိမ့်ခံထားရတော့လေကျမတို့သူ့အားအခွင့်ပေးလိုက်သည်နှင့် ကျမတို့ကိုတိုက်ခိုက်ရန်စောင့်နေကြခရစ်တော်နောက်တော်လာယုံကြည်သူများအားတတိပေးနေသည် ရှင်ပေတရုဩဝါဒစာပထမဆောင်တွင်ရှင်ပေတရုက သင်တို့၏ကျန်သူတည်းဟုသောမာနသည်ဟောက်သောခြင်းတိကဲ့သို့အဘယ်သူကိုမျိုးရမည်နည်းဟု၍လဲ့လေရှာဖွေလျက်ရှိ၏ဟု၍ကျမတို့ကိုတတိပေးသည်စာတန်သည်မန်ဖီကာဟိဟောက်ခုံအုံမြင့်ဟန်နှင့် ကျမတို့အား6လန့်ကကြောက်ပြီးကြက်တီတည်နေစီရန်လှုပ်ဆောင်ရရှိတော်လေကျမတို့နေဖြစ်ယုံကြည်ခြင်း၌မြဲမြံစွာယက်တည်၍မာနက်ကိုစီတနိုင်ပါသည်တင့်ကိုရန်သူကနှောက်ရက်နေသည် သို့မဟုတ် သွေးဆောင်နေသည်ဟုခံစားရချိန်များတွင် စာတန်သည်သခင်ယေရှုကိုမရှင်းနိုင်ကြောင်းတတိယလိုက်ပါ သခင်ထံကျမတို့ဟစ်ခေါ်နိုင်ပြီကျမတို့ကိုသခင်ကူညီမည်ဖြစ်သည် ဖះရှင်ကိုတော်တိုင်ကျမတို့ကိုစုံလင်တီကြီးခံခက်မြဲမြံစီတော်မူလိမ့်မည်။ကျမတို့ဤဝိညာဉ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများနှင့်ကြုံရခြင်းတွင်သခင်ယေရှုသည် ကျမတို့နှင့်အစဉ်အတူရှိခြင်းကြောင့်ကြောက်ရွံ့မှုထက်ယုံကြည်ခြင်းကို ကျမတို့ရွေးချယ်နိုင်သည်။ ရန်သူကနှောက်ယှက်သည်သို့မဟုတ်သွေးဆောင်သည်ဟုခံစားရသည့်အခါသင်မည်သို့တုံ့ပြန်သည်။ဝိညာဉ်ရေးရတိုက်ပွဲဆင်နေရသည့်အခါခရစ်တော်၌သာသင်မည်ကဲ့သို့အာယုံဆိုင်မည်နီ။ချစ်တော်မူသောရှင်ယေရှုဘဝ၏အခက်အခဲဆုံးစစ်ကြောမှုများတွင် ကျွန်ုပ်၏အနာအဆင်ရှိပေတော်မူသည့်အတွက်ကျေးဇူးတင်ပါ၏။သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။